မင်္ဂလာပါဒီဖြစ်ရက်ကတကယ်ဟုတ်ပါတယ်ဖြစ်စဉ်ကတော့2025ခုနှစ်ဒီဇန်နဝါရီလအတွင်းမှာဖြစ်ခဲ့တာ ဖြစ်ပါတယ်ဒီဇန်နဝါရီလဒီ2025နှစ်စမှာဒီစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေကဒီအင်အားလုံးရင်းနဲ့ပေါ့လေဒီလေကြောင်း drone လက်နဲ့ကြီးဟာ ဟိုအပြင်းထန်အုံပြုပြီးတော့မှဒီ PNNO PNND ထိန်းချုပ်တဲ့ဒီစီဆိုင်မျိုးနဲ့အချစ်ပတ်ချမ်းကိုထိုးစစ်ဆင်လာတာဖြစ်ပါတယ်အဲ့ဒီကာလဇန်နဝါရီလ12ရက်နေ့မှာဒီစီဆိုင်အချစ်တောင်ဖက်ထီဆုံရွာမှာအမြင်ပြင်တိုက်ပွဲ ဖြစ်ခဲ့တာရှိပါတယ်အဲ့ဒီတိုက်ပွဲမှာဒီကျွန်တော်တို့ရဲဘော်9ယောက်ဒီတုတ်ပန်းအဖြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ် ိုက်ပွဲတွေမှာတော့ဒီနှစ်ဖက်လက်နက်ကင်ဖွဲ့တွေကထိခိုက်တာတွေကြဆုံးတာတွေဒါရှိတတ်တဲ့သဘောဖြစ်ပါတယ်ဒီစစ်တုပ်ပန်းတွေဖမ်းဆီးရမိတယ်ဆိုတာဟာလေဒါဖြစ်တတ်တဲ့သဘောတော့ပါဝါရှိပါတယ်ဒါပေမဲ့ဖမ်းဆီးရမိတဲ့စစ်တုပ်ပန်းတွေကိုဒီနိုင်ငံတကာသတ်မှတ်ထားတဲ့အဲဥပဒေတွေအတိုင်းလေးစားလိုက်နာဖို့လိုပါတယ်ကျွန်တော်တို့ PNNO PNN တွေဖွဲ့စည်းဆိုလို့ရှိရင် ဒီဖန်စီရမီတဲ့သုတ်ပန်းတွေကိုမမငင်းပန်းနှိမ့်ဆက်ရဘူးမတက်ဖြတ်ရဘူးဆိုတော့မူဝါဒကျွန်တော်တို့ကျင့်သုံးလှောက်ဆောင်နေတာဖြစ်တယ်စစ်ကောင်စီကတော့စစ်ကောင်စီနဲ့ဒါ PNO ပြည်သူစစ်ကတော့ဒီနိုင်ငံတကာတတ်မှတ်တဲ့ဥပဒေတွေကိုမလိုက်နာဘဲနဲ့ဒါပြောင်ပြောင်တင်းတင်းစစ်ရစိုးမှုကျူးလွန်တဲ့ဖြစ်ရက်ထင်ရှားတဲ့ဖြစ်ရက်တစ်ခုဖြစ်တယ်လို့ ျွန်တော်ဟိုပြောကြားလို့ပါတယ်ပီအန်အိုပီသူစစ်အနေနဲ့ကဒါဒီဖြည့်ရက်မှာကျွန်တော်တို့ PNNO PNNE အနေနဲ့ဆိုလို့ချင်းဒီပုံလံရေးမှာတိုက်ရိုက်ပါဝင်တဲ့စပိုင်းအချိန်ကပေါ့လေကျွန်တော်တို့အိုးချင်းချင်းမတိုက်ဘူးဆိုတာကျွန်တော်တို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်အဲ ENU ပြည်သူစစ်အနေနဲ့လည်းအာသူတို့အာဘူးအလူမျိုးအချင်းချင်းဖြစ်တဲ့အတွက်သူတို့ဒီလောက်ဟိုရရဆက်ဆက်ဟိုလှုပ်ဆောင်တာစစ်ရောက်သဝတ်မှု ကျူးလွန်တာကအာနောက်တစ်ချိန်ဦးတွေရဲ့ညီညွတ်ရေးကို အများကြီးထိခိုက်နိုင်တယ်နောက်ပြီးတော့မှဒီဒီဖြစ်နေတဲ့ပฏิပက္ခတွေမှာ ခွေးမလွတ်နိုင်တဲ့အမားမျိုးကို မလုတ်ဆောင်ကြဖို့မကျူးလွန်ဖို့ပဋိထားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်ဒီစစ်ရစဝမှု ကျူးလွန်ခဲ့တဲ့ဖြစ်ရနဲ့ပတ်သက်ပြီးတော့မှယူးလွန်သူတွေကိုနောင်တစ်ချိန်မှကျွန်တော်တို့ဒီနိုင်ငံတကာဥပဒေအတိုင်းဒီစစ်ရစဝမှု ကျူးလွန်ခဲ့တဲ့အပေါ်မှာဟိုပြန်ပြီးတော့မှဒါဖြစ်ပြီးအေးအေးယူမှုတွေလုံးဆောင်နိုင်အောင်ကျွန်တော်တို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။